မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ25ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိမ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်အင်းတော်ကြီးဒေသကိုဆက်သွယ်ထားတဲ့လမ်းပိုက်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့စကန်း၃ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကသိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြို့ရဲ့အနောက်တောင်ဘက်ဝေခါကျေးရွာကနေအင်းတော်ကြီးအနောက်ဘက်ကမ်းအထိ -10 ကျော်တဲ့လမ်းပိုက်မှာရှိတဲ့ဝေလုံး မြောင်းမင်းနဲ့ချောင်းဝစခန်းများကိုဇွန်လ22ရက်နေ့ကနေပြီးတော့စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇွန်လ23ရက်နေ့ညနေ9:00နာရီကမှဝေလုံစခန်းည7:00နာရီခွဲကမှမြောင်းပင်စခန်းနဲ့ဇွန်လ24ရက်နေ့မနက်မှာချောင်းဝစခန်းတို့ကိုတိုက်ပိုက်ထားနိုင်ခဲ့ပြီလို့ရှေ့တန်းမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ကချင်ဒေသကာကွယ်အဖွဲ့ KPDF ဖားကန်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။တနေ့လုံးနှီးပါတိုက်နေတာလေရင်တွေလည်းလာတယ်၄ -5 ချိန်လောက်ကိုလာကျဲတယ်ညနေမိုးချုပ်ခါနေမှဝေလုံကိုစရတာပြီးတော့မြောင်းပင်ချောင်းဝကတော့ ဇိုလာ24ရက်နေ့မနက်မှာရာသွားပြီလက်နက်ခဲယမ်းကတော့အခုထိကိုတည်နေတုံးပဲလို့သူကပြောဆိုခဲ့ပါဗျ။အမှတ်42ချေလင်တိုင်ရင်မှာတတ်ထိုင်ထားတဲ့ဝေလုံစက်ခန်းမှာအင်အား40ခန်းနဲ့ဗိုလ်မှူးတအုပ်တပ်ဆွဲထားတယ်လို့သိရပါဗျ။တိုက်ခိုက်နေတဲ့အချိန်မှာအလုံးနီးပါးဟာစုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါဗျ။ညောင်ပင်နဲ့ချောင်းဝစက်ခန်းသိမ်းတိုက်ပွဲများမှာလည်းစစ်ကောင်စီတပ်ဘက်ကအကြမ်းဆုံးများခဲ့ပြီးတော့ စခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက်မှာတိမ်ဆုံဒဏ်ရာရနဲ့တုံမန်းရရှိမှုအခြေအနေတွေကိုတော့စီစဉ်နေဆဲဖြစ်တယ်လို့ KPDF ဖားကန်ကတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်။မိုင်းနဆယ်ကျော်ရှိတဲ့အဲ့ဒီလမ်းပိုင်းကိုစိုးမိုးထားနိုင်တဲ့အတွက်ဖားကန်မြို့ကိုပုံပုံထိန်းချုပ်လာနိုင်တယ်လို့အင်းတော်ကြီးဒေသတစ်ခုလုံးနဲ့မိုးညင်းမြို့အနီးကိုပါတော်လိုင်းရိတ်တက်များတိုးကပ်လာနိုင်ပြီလို့ KPDF တာဝန်ခံကပြောဆိုခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာများကိုဟိုပင်မြို့နဲ့ အင်းတော်ကြီးကံဘေးမှာရှိတဲ့လုံးတုံရွာမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်တို့ကလက်နက်ကြီးများအတွဲလိုက်ဒုံးများနဲ့လှမ်းပြီးတော့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ23ရက်နေ့တနေလုံးနီးပါးစစ်ကောင်စီတပ်ကတိုက်ခိုက်ခံရတဲ့စခန်း၃ခုလုံးကိုပစ်ကူပေးတဲ့အနေနဲ့စစ်ကောင်စီကလေရင်နဲ့ဘုံကျဲခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်စခန်းများမှာစစ်သားများနဲ့အတူပြည်သူစစ်များလည်းရှိနေခဲ့တယ်လို့သိရပါတယ်။ဇွန်လ24ရက်နေ့မနက်မှာဟိုပင်မြို့မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အခြေစိုက်တပ်ကတန်ချက်ကာက၄စီးကို အင်းတော်ကြီးကအရှိတ်မှာရှိတဲ့နန်မိုးမြို့ကိုရောက်ရှိလာတယ်လို့ KPDF ဖားကတာဝန်ရှိသူကပြောဆိုခဲ့ပါဗျ။မိုးညင်းတဲ့ကိုဝင်လာမှာဆိုလို့ဟိုပင်ကတန်ချက်ကကားကနန်မိုးမှာထိုင်ထားတယ်။ဂိတ်စခန်းတွေကတော့တခုမှမရှိတော့ဘူး။မိုးညင်းကိုကာကွယ်ဖို့ကြိုးလုပ်ထားတာနေပါလို့သူကပြောဆိုခဲ့ပါဗျ။တိုက်ပွဲတွေကဘယ်အထိရောက်မလဲတော့မပြောတတ်ဘူး။အခုကအနောက်ဘက်ကမ်းဆိုပေမဲ့မိုးညင်းအထိလည်းဝင်မဲ့ကြားနေတော့ဘယ်ပြေးရမှန်းမသိဘူး။အရှိတ်ကိုပြေးမှအရှိတ်မှလည်းဆက်ဖြစ်နေရင်လည်းမလွယ်ဘူးလို့အဲ့ဒီအမျိုးသားကပြောဆိုခဲ့ပါဗျ။ဖားကအင်းတော်ကြီးလမ်းပိုင်း ်အင်းတော်ကြီးအနောက်ဘက်ကမ်းဒေသတစ်ခုလုံးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ပိုက်ထားတယ်လို့သိရပါတယ်။ဖားကတ်မိုးကောင်းလမ်းပိုင်းကိုလည်းတိုက်ပိုက်ပြီးဖြစ်တဲ့အတွက်မြေကြီးနားရွှေဘိုလမ်းပိုင်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့များကစိုးမိုးထားနိုင်ပြီလို့သိရပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့များဟာစစ်စင်ရေးနှစ်လကျော်အတွင်းမှာတရင်ဌာနချုပ်ခုနှစ်ခုအပါအဝင်စခန်းပေါင်းတရာခန့်ကိုတင်းယူထားတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မပိန်းမြို့၊ကချင်ပြည်နယ်မှာရှိတဲ့အင်ဂျန်ရံ၊စင်ဘူ၊စွန်ပရာဘွန်မြို့လှစက်တုံးမြို့များနဲ့နေဆက်ကုံသွယ်ရေးမြို့ လွယ်ကျယ်မျိုးတို့ကိုလည်းတိမ့်ပိုက်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဝင်းနေမိတာယုံဆေးရတော်ကိုစစ်သားများကပြစ်တက်ခဲ့တဲ့အတွက်အကြမ်းဖက်စေကောင်းဆောင်မင်းအောင်လှိုင်ကပြန်လည်တောင်းပန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝင်းနေမိတာယုံကြောင်းလိုက်ဆေးရတော်ကိုသူ့ရဲ့စစ်သားများကပြစ်တက်ခဲ့တဲ့အတွက်တောင်းပန်ကြောင်းရှောက်ထားလွာကိုအကြမ်းဖက်စေကောင်းဆောင်မင်းအောင်လှိုင်က စစ်ကောင်စီရဲ့တာသနာရေးဝင်ကြီးကိုကြောင်းတိုက်ကိုစေလွတ်ကဇွန်လ24ရက်နေ့မှာဖတ်ကြားလျှောက်ထားစေခဲ့တယ်လို့သိရပါဗျ။စစ်ကောင်ဆောင်ရဲ့တောင်းပန်စာမှာဆရာတော်စီးနှင်လာတဲ့ရင်ဟာတာသနာရေးအမတ်အသားမပါတဲ့အပြင်ကားမန်ကိုတင်ပြီးတော့အချိန်ပြင်းပြင်းနဲ့မောင်းနှင်ခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့စစ်သားများကပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလျှောက်ထားခဲ့ပြီးတော့အဲ့ဒီဖြစ်ရအတွက်အစ်မြင့်အရာရှိများပါဝင်တဲ့စုံစမ်းစစ်ဆေးရေးလုပ်နေတယ်လို့လည်းပါရှိပါဗျ။ဆရာတော်ကိုဒေတာတွင်ကတော်လိုင်းတက် PDF များကပြစ်တက်ခဲ့တယ်ဆိုတဲ့စစ်တပ်ရဲ့လိန်လေဝါဒဖြန့်ချီခဲ့တာကိုတော့ အဲ့ဒီရှောက်လာတဲ့မှာမင်းအောင်လိုင်းကရည်ညွှန်းပြီးတော့တောင်းပန်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်စစ်ကောင်းဆောင်ရဲ့တောင်းပန်မှုကိုသိရှိရကြောင်းနဲ့ဆရာတော်တပ်ဖြတ်ခံရတဲ့ဖြစ်ရအတွက်ဝမ်းနဲ့ဘွေရာကြေကွဲဘွေရာဖြစ်ခဲ့ပေမဲ့ မိပြောက်ခွဲရတော့မဖြစ်နိုင်ဘူးလို့ဆရာတော်တပါးကပြန်လည်မိန်ကြားခဲ့ပါတယ်ဝင်းနေမိတာယုံကြောင်းလိုက်ဆရာတော်ကိုမန္တလေးတိုင်းငန်းစုံမြို့နယ်အတွင်းမှာပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကပြစ်တက်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီပြစ်ခတ်တပ်ဖြတ်မှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်14ဦးနဲ့ငန်းစုံအခြေစိုက်ပြူစောတိပြည်သူစစ်15ဦးစုစုပေါင်း29ဦးတို့ပါဝင်ကြောင်းပေါက်ကြားလာတယ်စစ်ကောင်စီရဲ့ထောက်လန်းရေးအစီရင်ခံစာများကနေတစ်ဆင့်သိရပါဗျ။စစ်ကောင်စီကကနအူးမှာဆရာတော်အားတပ်ဖြတ်သူများမှာ PDF များလို့ လိန်လဲဝါရဖြန့်ခဲ့တော့လေပြစ်ခတ်သူများမှာစစ်ဖို့နဲ့စစ်သားများဖြစ်တယ်လို့ဝင်းနေမီတာယုံကြောင်းတိုက်ဆရာတော်နဲ့အတူကားပေါ်မှာလိုက်ပါလာတဲ့ကန်30ဆရာတော်ကဇော်လ20ရက်နေမှာမိန်ကြားခဲ့ပြီးတဲ့နောက်မှာတော့ဖြစ်ရမှန်ကိုဝန်ခံခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တီတကူဆရာတော်ရဲ့စစ်တပ်ကိုခွင့်လွှတ်ရန်ပြောကြားချက်ကိုဝေဖန်တဲ့သူများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တပ်ကိုခွင့်လွှတ်ရန်ပြောတယ်တီတကူဆရာတော်ရှင်ညာနေတရကိုဝေဖန်တယ်ဆိုပြီးတော့မန္တလေးမြို့ကနေဗန်ကုံဆိုင်တဆိုင်ချိတ်ပိတ်ခံရတယ်လို့စုံစမ်းသိရှိရပါတယ်မန္တလေးချမ်းမြာသာစီမြို့နယ်55လမ်း82လမ်းနဲ့83လမ်းကြားမဟာမုဏိဖရာကြီးအနီးမှာရှိတဲ့မန်းရွှေခက်နေဗန်ကုံဆိုင်ကိုဇော်လ23ရက်နေ့နေ့လယ်ပိုင်းကအရက်ဝတ်နဲ့စစ်ကောင်စီလက်အောက်ခံများကအင်စည်းကားနဲ့လာရောက်ပြီးတော့ဆိုင်ကိုချိတ်ပိတ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်ဘကိုးမြို့ဝင်းနေမိတာယုံကျောင်းတိုက်ဆရာတော်ကိုစစ်တပ်ကပြစ်တက်ခဲ့တာကို တိတကူစီအရော်ကတိခန့်ခွန့်လွတ်ပေးရန်တန်ဃာတော်များကိုမိန်ကြားခဲ့ရမှာလူမှုကွန်ရက်မှာဝေဖန်မှုများပြန့်နှံ့လာခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကိုထောက်ခံတဲ့ Telegram Channel တွေမှာတော့မင်းရွှေခက်ဆိုတဲ့အမျိုးသားတအုပ်က ငငယ်ကလေးကငွေမဲ့လို့မကြိုက်ခဲ့တဲ့ဖုံဖုံလို့ရေးသားထားတဲ့မှတ်ချက်ကိုဖော်ပြပြီးတော့တီတကူဆရာတော်ကိုရွေချက်ရှိရှိစော်ကားတဲ့နိဗ္ဗာန်ကုံရောင်းသူဆိုပြီးတော့ဖမ်းဆီးရနှုတ်ဆော်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့나이ပိုင်းအကြမှာအဲ့ဒီဆိုင်ကိုလာရောက်ပြီးတော့ချိတ်ပိတ်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။သတင်းဌာနတစ်ခုရဲ့အောက်မှာကွန်မန့်ရေးတာအဲ့ဒီကနေပြီးတော့သူ့ရဲ့ Facebook အကောင့်ကိုခြေရခံပြီးတော့လာဖမ်းတာလို့ကြားတယ်လူကတော့ဆိုင်မှာမရှိလို့ဆိုင်ကိုချိတ်ပိတ်သွားတယ်လို့မန္တလေးမြို့ကံအမျိုးသားတို့ကပြောပြလာပါဗျ။နေပြည်တော်ပုပ္ပသေးရီမြို့နယ်မှာနေတဲ့ အမေရွာပြန်ခြင်းနဲ့ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကလည်း Google ရေးကိုယ့်အလဲကြမှာနောင်တမရပါစေနဲ့ဖုန်းကြီးဖြစ်နေပြီးတော့အမှန်အမားကိုမခွဲကြတတ်ငွေမျက်နှာပဲကြည့်ပြီး တကားဆရာဖြစ်နေတဲ့ငပုရဲ့လက်ကင်ထုတ်ဖြစ်နေပြီလို့ရေးသားထားတာကိုအဲ့ဒီသူရဲ့လိပ်စာဖော်ပြပြီးတော့ဖမ်းရန်ဟန်ကျင်းဦးကလုံဆော်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မကြာမီမှာစစ်ကောင်စီလက်အောက်ခံများကရောက်ရှိဆက်ဆီးခဲ့တယ်လို့ပုပ်ပတိရိမြို့နယ်မှာနေထိုင်တဲ့သူတို့ကပြောဆိုကြပါဗါတယ်။ရဲတွေရက်ွက်တဲကိုဝင်လာပြီးတော့အဲ့ဒီအိမ်ကိုလာသွားတယ်။ဟန်ကျင်းဦးစီကမှတက်ပြီးတော့တိတ်မကြသေးဘူး။သူတို့ကငါချောက်ရောင်းတာလူဖမ်းမိလားမဖမ်းမိလားတော့တေချာမသိဘူးလို့ပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းချောင်းဦးမြို့နယ်မြပလဲစီဆိုင်ဂိတ်ကနေမိုင်းရှင်းမှုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၂ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ24ရက်နေ့မနက်9:20မိနစ်အချိန်မှာချောင်းဦးမြို့နယ်မြပလဲစီဆိုင်ဂိတ်ကခရီးသည်တင်ကားများနဲ့လိုက်ပါလာပြီးတော့မုံရွာချောင်းဦးလမ်းပေါ်မှာပြည်သူများကိုမိုင်းရှာဖွေရှင်းလင်းခိုင်းပြီးတဲ့နောက် ခရီးသွားပြည်သူများမိုင်းခွဲကနေလွတ်သွားတဲ့အချိန်ကြံရှိနေခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူတွေကိုမိုင်းရှင်းခိုင်းနေတော့အချိန်တော်တော်ကြာအောင်မခွဲဘဲနဲ့စောင့်လိုက်ရသေးတယ်။ပြည်သူတွေမိုင်းခွဲကလွတ်သွားပြီးမှကြံနေတဲ့စစ်ခွေးနှစ်ကောင်မိုင်းခွဲထဲကိုရောက်လာတဲ့အချိန်ဖောက်ခွဲတိုက်ခိုက်လိုက်တာပါ။ပြည်သူတွေမထီအောင်ဘလို့လှုပ်ဆောင်ခဲ့ရလဲဆိုတာဗီဒီယိုဖိုင်ကတက်သေးပါပဲ။ကျွန်တော်တို့မှာရှေ့လျှောက်ငုတ်တုတ်ထိုင်ရမယ့်အခြေအနေဖြစ်နေပြီးဗန္ဒာရေးအခြေအနေအတော်လေးကိုခက်ခဲဖြစ်နေပါတယ်။ ပြည်သူတွေအနေနဲ့လက်လန်းမီတလောက်တတ်နိုင်တလောက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါအောင်မြစ်တာရက်ခံကြပါတယ်လို့ Area 71 PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးတော့ကြံရှိနေတဲ့အကြမ်းဖက်စစ်သားကင်းမုံများကလိုက်လံပစ်ခတ်တဲ့အတွက်ကြောင့်ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ကြံရှိနေတဲ့မိုင်းပွိုင်များကိုဖောက်ခွဲတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Area 71 PDF မုံရွာအဖွဲ့ကအချိန်ယူစောင့်ကြည့်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ ပြည်သူကာကွယ်ရဲဘော်များအထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာလက်တွေ့ကျင့်သုံးနေတဲ့စစ်မှုထမ်းဥပဒေအရစူးစမ်းခဲ့တဲ့တပ်သားတဲ့9000လောက်ဟာ ဒီလအကုန်မှာစစ်တပ်နဲ့ပြီးဆုံးတဲ့အခါစတင်စစ်မှုထမ်းရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ AP လမှာပထမအထုပ်ဖြစ်နေတင်နန်းပေးခဲ့တဲ့သူတွေဟာလေ့ကျင့်ရေးပြီးဆုံးတဲ့အခါတပ်ဆိုင်ရာတပ်တွေကိုစစ်လွတ်ပြီးတော့တာဝန်ပေးမှာဖြစ်ကြောင်းစစ်ဘက်ဆိုင်ရာသတင်းအင်းမြစ်ကပြောဆိုထားပါတယ်။ဒါပေမဲ့လည်းလက်တွေ့တာဝန်ပေးရမှာတပ်ဆိုင်ရာတပ်မှုတွေကဆုံးဖြတ်လိမ့်မယ်လို့လည်းပြောထားပါတယ်။အရက်သားအစုအယကိုအာဏာသိမ်းပြီးတော့ဖယ်ရှားပြီး၃နှစ်အကြာမှာ အရွယ်ရောက်တဲ့သူတွေကိုစစ်မှုထမ်းဖို့အတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေကိုလက်တွေ့ကျင့်သုံးမဲ့အကြောင်းစစ်ကောင်စီကကြေညာခဲ့တယ်လို့သိရပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိကအကြဆုံးများပြားနေချိန်မှာပဲစစ်မှုထမ်းဥပဒေကိုလက်တွေ့ကျင့်သုံးဖို့အတွက်ကြေညာခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်အသက်18ကနေ35နှစ်ကြာအမျိုးသားတွေနဲ့အသက်18ကနေ28နှစ်ကြာအမျိုးသမီးတွေမဖြစ်မနေစစ်မှုထမ်းရမယ်စစ်ကောင်စီရဲ့အစီအစဉ်ကြောင့်လူငယ်လူရွယ်အများပြားဟာလည်းပြည်ပနိုင်ငံတွေကိုထွက်ခွာခဲ့ကြတယ် ယ်လို့သိရပါဗျ။စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့လူငယ်73သန်းလောက်ရှိနေပြီပဲ။25000လောက်သာလေ့ကျင့်ပေးနိုင်တယ်လို့စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်များကပြောကြားခဲ့မှုပါတယ်။စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့လူတွေကတတိယအတုပ်ဖြစ်နေတက်သားတဲ့9000ကို လေ့ကျင့်ဖို့အတွက်အစဉ်သစ်ဖြစ်နေပြီလို့စစ်တပ်နဲ့နှိစက်တဲ့အတိုင်းဝိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ